ဘရိတ်ခရအော်ပရာကြီးမှာဟုတ်တင်ဆက်မယ်ပေါ့ဘရိတ်ခရအော်ပရာကြီးကိုအဲဆိုဆိုင်တက်ကိုဘရိတ်ခရမင်းသားလေးအတွင်နဲ့သူမြင်တွေ့ရမယ်ပြီးတော့မင်းသားအတွင်လေးလေးနဲ့မြင်တွေ့ရမယ်အဲ့အလေးကိုကိုတင်ဆက်ထားတယ်အဲ့တော့ဟိုပြောချင်တာကဇော်ရှိုင်းတက်ကသူကစူးစမ်းမှုကတော့ပြောပြောရနေစမ်းမလို့ပေါ့ကျွန်တော်အခုဘန်ကောက်သွားတော့ကလည်းသူတို့ပါတယ်အခုဒီဖုန်းမှာလည်းသူတို့ခေါ်ရတယ်အဲနောက်ကျန်တဲ့ဘိုင်းလေးမှာလည်းသူနဲ့ဆက်လုပ်ဆရာဘိုင်းလေးရှိပါသေးတယ်ဟုတ်ကဲ့အဲဘလိုခက်ခဲကြီးရှိနိုင်မလဲဆိုတော့သူကကြတော့သူအတန်မဆိုးရတယ် ဒါပေမဲ့သူ့ကိုတင်ပေးရတာပေါ့အဲသူ့ကိုဘယ်လိုဆိုရမလဲဒီအခုခွန်တောက်ဆိုမဲ့ဆိုတော့သူ့ကိုလှုပ်ကြည့်ခိုင်းထားပါရဲ့ခွန်တောက်လေးလည်းသူ့ကိုတင်ပေးထားရစီဒါပေမဲ့ဒီပွဲမှာတော့သူ့ကိုလှုပ်တော့လှုပ်ခိုင်းထားတယ်အရှင်ပြင်းတော့သူဆိုပြပါလိမ့်မယ်အခုပြလူငယ်တယောက်အနေနဲ့တပင်းကိုဝါသနာပါဆိုအခုအနေနဲ့ချီးကျူးတာပျော်လဲပျော်တာပေါ့ဝမ်းလဲဝမ်းသာဖြစ်တော့တကလို့တပင်းမင်းသားတွေရှားလာတဲ့အချိန်မှာဒီလိုမျိုးခစ်လူငယ်တယောက်နောက်ပြီးတော့ model ပြီးတော့သူကရုပ်ရှင်ဘက်ကလူတယောက်ကတပင်းကိုဝါသနာပါတယ်ဆိုတော့ ဝန်းလာတာပါဗျာဟုတ်အာဒီနေ့ပေါ်အဲဟုတ်ကဲ့ဒီပေါ်ကင်းကတော့ကျွန်တော်တို့မြေနဲ့ချင်းပါနေကြပါ။အဲ့တော့ဒီနေ့တော့ပို့ပြီးထူကြတာတော့သဘင်ရုပ်ရှင်ဂီတကျွန်တော်ပွဲကြီးမှာတစောင်းတိုင်းပွဲတော်ကြီးမှာကျွန်တော်တို့ဖြောပြရတာเนาะအရင်ပဲပျော်ရွှင်စရာကောင်းတော့တကယ်ပွဲကြီးအတိုင်းမှာကျွန်တော်တို့ဇက်ပွဲကြီးမှာကြည့်ရတဲ့အတိုင်းကိုကျွန်တော်တို့ဟိုတယ်ကြီးမှာเนาะခိုင်ခန်တဲ့ရေဗစ်ဟိုတယ်မှာကျွန်တော်တို့ ခန်းကန္နနာရဲ့အပြင်မှာလည်းတော့မုတ်မုတ်တွေသွားရောကစားရအကုန်လုံးစီစဉ်ထားပါတယ်ကြည့်ရတာလည်းတကယ်ကိုခန်းကန္နနာ setting တွေရောကျွန်တော် media state တွေနောက်ပြီးတော့အစကျွန်တော်တို့တပင်ရုပ်ရှင်ကိတာပူပေါင်းပါဝင်ဖွပြတဲ့ဆက်တဲ့ဆောင်းနိုင်ပွဲတော်ကြီးမှာပွဲခင်းကိုကျွန်တော်တို့လာစဉ်လာစဉ်တိုင်းကျွန်တော်တို့တင်ဆက်ဖို့လည်းအများကြီးစီစဉ်နောက်ပွဲတွေပွဲတွေရှိပါတယ်အဲ့ဒါကြောင့်အခုဒီနေ့မှဆိုလည်းကျွန်တော်တို့တပင်ပိုင်းရောကျွန်တော်ဘက်တာဝန်ယူထားပြီပေါ့နော်အကုန်လုံးတပင်ကနေပြီးတော့ကျွန်တော်တာဝန်ယူပြီးတော့အဲအကတွေအစိုးရပိုင်းဒီ presentation ပိုင်းတွေအကုန်လုံးကျွန်တော်တာဝန်ယူပြီးတင်ဆက်ပေးထားပါတယ် လို့ရုပ်ရှင်ပိုင်းမှာဆိုလို့ရှိရင်လည်းရေးစောဆိုင်ထက်ပါမယ်အဲအဲပြီးတော့ဟိုကိုထွန်းတော်တို့နော်ကိုကျော်ကျော်ဟိုဘာအောင်မယ်ဗျနော်နော်노ရာတို့ဂီတပိုင်းမှာတို့노ရာတို့တစင်ထူးမြင်းတို့နော်ရေးစေပါပါအောင်မယ်အော်စောဆိုင်ထက်ကသူကြိုးစားတယ်သူကဒီသပင်းကိုတော်တော်ကိုဝါသနာပါတယ်လို့ပြောရမှာပေါ့နော် အဲကားလိုက်ရင်သူက talent ရှိတယ်သူစူးစမ်းတယ်မတန်ရင်လည်းတီချာလိုက်ပြီးတော့လိလာတယ်အခုဆိုရင်နှစ်ပါးသွားမှာအခုရဲ့နှစ်ပါးသွားမှာဆိုလို့လေသူ့ကိုထက်ကတာတယ်သူ့ကိုတီးတန့်လည်းအထွက်နေနဲ့သူ့ကိုပေးထားတယ်တီချာလေးလည်းသူ့ကိုအဲ့ဒီအကလေးကိုလည်းဟိုဖြစ်ကဆန်မကခိုင်းမနေတီတီချာကိုအဲမြန်မာမှုအကလေးကိုမှအဲတကယ်ကိုအစ်စ်ကရဲ့ယောက်ျားလေးအစ်စ်ကရဲ့ပုံစံလေးနောက်ပြီးပေါ့ပေါ့ပါပါကရဲ့ပုံစံလေးနဲ့ရောရှက်ပြီးတော့အဲ့ရမင်းသမီးလေးနဲ့ရောရှက်ပြီးတော့တီချာလေး presentation လုပ်ပြီးတော့တင်ဆက်ပေးထားတယ် သူကရုပ်ရှင်မော်ဒယ်ဒီဘက်လိုင်းကလာတယ်ဆိုပေမဲ့ဒီသပင်ကိုသူဝါသနာပါတယ်။သူစိတ်ဝင်စားတဲ့အတွက်လည်းအခုသပင်အမှုပညာရှင်တယောက်နဲ့ဝန်သာ PD ဖြစ်ရပါတယ်။လက်ကမ်းကျူဆိုပါတယ်။ဒီကလေးကအာအောင်မြင်ကြောကြောင်းအောင်မယ်လို့လည်းပြောချင်ပါတယ်အဲ့လိုစူးစမ်းတဲ့ကလေးလေးတွေလည်းနောက်ထပ်အများကြီးပေါ်ထွက်ပါစေလို့ကျွန်တော်ပြောချင်ပါတယ်သူရဲ့စူးစမ်းမှုတွေရောအားရရဲ့အားရပါတယ်ဘာဖြစ်လို့ဆိုတော့ ီစီစဉ်မှာဆိုလို့ရင်စော်ဆိုင်တဲ့သူအများကြီးပါမယ်ကြာအဲပါမယ်ဆိုတာကဒီအခုနှစ်ပါးသွားမှာပါမယ် main ကတော့ဒီ point ကြီးတစ်ခုလုံးဆိုတော့ point ဆိုတဲ့ကနှစ်ပါးသွား main ပဲလေ main အချုပ်ကပွဲခင်ပဲကျန်တဲ့ဟာတွေကတော့ကျွန်တော် breather ဆန်သွားတယ်ပေါ့နော် breather တွေအာဟိုအကတွေပါမယ်အဆိုးတွေပါမယ်တေးသယုတ်ဖော်တွေပါမယ် opera ဆန်ဆန်လေးတွေ opera မှာဆိုတော့စိန်မာသဘင်ရဲ့အခုကပွဲခင်ပဲကိုစိန်မာသဘင်ဟာတွေဟိုတင်ဆက်တာအစိမ်မာသွင်ရဲ့ဒီဟိုပေါ့နော်ဒီ break ရ opera ကြီးမှာဟိုတင်ဆက်မယ်ပေါ့ break ရ opera ကြီးကို အဲဆိုဆိုင်တက်ကိုပရိခံမင်းသားလေးအတွင်နဲ့သူမြင်တွေ့ရမယ်ပြီးတော့မင်းသားအတွင်လေးလေးနဲ့မြင်တွေ့ရမယ်အဲအဲ့လေးကိုကိုတင်ဆက်ထားတယ်အဲ့တော့ဟိုပြောချင်တာကဇော်ဆိုင်တက်ကသူကစူးစမ်းမှုကတော့ပြောပြောရနေစမ်းမလို့ကျွန်တော်အခုဘန်ကောက်သွားတော့လည်းသူတို့ပါတယ်အခုဒီပေါ်မှာလည်းသူတို့ခေါ်ရတယ်အဲနောက်ကျန်တဲ့ပိုင်းလေးမှာလည်းသူနဲ့ဆက်လုပ်ဆရာအပိုင်းလေးတွေရှိပါသေးတယ်ဟုတ်ကဲ့အဲဘလိုခက်ခဲလေးရှိနိုင်မလို့ဆိုတော့သူကကြတော့သူအတန်မဆိုးရတယ်ဒါပေမဲ့သူ့ကိုတင်ပေးရတာပေါ့အဲသူ့ကိုဘယ်လိုဆိုရမလဲဒီအခုခွန်တောက်ဆိုမှဆိုတော့သူ့ကိုလှုပ်လှုပ်ကြည့် ခိုင်းထားပါတယ်ခွန်ထောက်လေးလည်းသူတင်ပေးထားတယ်ကြည့်ဒါပေမဲ့ဒီပွဲမှာတော့သူ့ကိုလှုပ်တော့လှုပ်ခိုင်းထားတယ်အရှင်ပြင်းတော့သူဆူပြပါလိမ့်မယ်အဲ့ဒါလေးလည်းလှုပ်ခိုင်းထားတယ်ပြီးတော့တချင်းပါဆိုလို့ရှိရင်သူ့ရဲ့ဟိုနပားအထွက်တချင်းလေးဒါပေမဲ့ခစ်ဆန်ဆန်လေးပါဒါလေးကတော့ခစ်ဆန်ဆန်လေးနဲ့သူ့ကိုလှုပ်ပေးထားတယ်နေကြီးလေးပါရင်ကတော့သူ့ကိုမတင်ရသေးဘူး ကလေးကလောလောဆယ်မှာတော့သူ့ကိုတင်ပေးထားတာဒီအကိုတို့တင်တာဒီနှစ်ပါးလေးကိုသူတို့ကတက်အောင် လောလောဆယ်မှာအကလေးကိုကနိုင်အောင်လောက်ပဲတင်ပေးထားတယ်။တိကျကဟကနနာကြကြနနာတင်မယ်ဆိုလို့ရှိရင်တော့အနည်းဆုံး3 4 5လယူရအချိန်တော့တင်ပေးရအောင်။ဒါပေမဲ့သူဒီအချိန်တော်တွင်းမှာဒီလောက်လေးလုံနိုင်တာဒါသူချီးကျူးအောင်ပါပေါ့နော်။ဟုတ်ကဲ့။ဆိုကွန်တောက်ဆိုလဲဟာလေးပေါ့ဘလူဆိုရအောင်အဲဘလူဆိုအဲအော်အခုဆိုလို့ရှိရင်သူ့ကိုတင်ပြီးတော့အဲဟိုသူနဲ့ live ဖက်မဲ့ဟောင်းတော့ချစ်စရာလေးများစုပေါင်းထားရတဲ့တပင်တာလေးများဖွဲ့စည်းထားရတဲ့တပင်အဲဒါဆိုအခုလို့ဆိုရင်တာ တီးလုံးတန်ဒီအခုဆိုရင်ခုနောက်ဆုံးမဲ့ဆိုလို့ရှိလို့ရှိရင်ပတ်တန်ပေးရလေပတ်လုံးတန်ပေးပြီးမှဆိုရတယ်အခုဆိုတာချက်ချင်းဆိုလဲသူတို့ဆိုဒါမျိုးမရဘူးနော်အဲ့ဒါမျိုးစုံနိုင်အောင်ဒါဆိုတော့သူတို့တော်တော်ကြင့်ပေးရမယ်သူ့လည်းအဲ့လိုပြောထားတယ်ဒီလေးဆိုကန်တေးတဲ့ကတော့ပြတဲ့နဲ့သူပတ်လုံးနဲ့ပေးလိမ့်မယ်အဲ့ဒီအတန်လေးကိုလိုက်နာထောင်းပြီးဆိုအဲ့ဒါလေးကိုတင်ပေးထားပါလိမ့်အဲ့တော့လေးအခုဒါဆိုရင်ဆိုင်ထားတာလေးကိုအမေဘောချစ်ခင်မျိုးလုံးပူပေါ့အခုလည်းဘလိုလေးဒါမြင်ပြီလဲရှိအဲဘလိုလေးလာမြင်ပြီလဲဆိုတော့ဒါဘလိုပြောမလဲဒီအခုပြလူငယ်တယောက်နဲ့တပင်းကိုဝါသနာပါဆိုတော့ အခုအနေနဲ့ချီးကျူးတာပျော်လဲတော်တာပေါ့ဝမ်းလဲဝမ်းသာဖြစ်တော့ဒါကလို့တပင်မင်းသားတွေရှားလာတဲ့အချိန်မှာဒီလိုမျိုးခေတ်လူငယ်တယောက်နောက်ပြီးတော့ model ပြီးတော့သူရုပ်ရှင်ဘက်ကလူတယောက်ကတပင်ကိုဝါသနာပါတယ်ဆိုတော့ဝမ်းသာတာပေါ့ဗျာဟုတ်အဲဘလောက်ရလဲနှုတ်ဒီချင်တယ်အခုဆိုရင်တော့50 50ပေါ့အဲ50 50ဆိုချင်တတ်ပါတယ်ဘာလို့လဲသူကစူးစမ်းဖို့50ရံချင်တယ်ကျန်တဲ့ဟာကတော့သူ့ရဲ့မတက်မြောက်သေးတဲ့ဟာက50ရံလို့အချက်ရှိပြီးတော့